နတ်ဆဖိုမူကောင်ဘေးဟာအရှုတယောက်လိုဖြစ်နေခဲ့တယ်။ကလေးလေးတွေကြွေးလာစားနေတော့မိမတယောက်ကသူ့ကိုခေါ်သွားခဲ့တော့တယ်။ သူ့အိမ်ခေါ်သွားပြီးတော့အစားအသောက်တွေကျွေးမွေးခဲ့တယ်။ဘာမေးမေးကောင်လေးဟာဘာမှမသိတော့ပါဘူး။ကီဘီမာတော့နှက်စားဖို့မူပျောက်သွားလို့ရှာတွေ့တဲ့သူပတ်စံတွေအများကြီးပေးမယ်ဆိုပြီးကြေညာသွားတော့တယ်။ဒီလိုနဲ့အိမ်ရှင်မိမစီအလုပ်လုပ်တဲ့စဖို့မူကသူ့စီမလုပ်တော့ဘူးဆိုပြီးလာရောက်ပြောကြားခဲ့တယ်။ဆိုင်ရှင်မိမကတော့အဲ့လိုမလုပ်ပါနဲ့လို့တားတာပေါ့။ဒီလိုချိန်မှာအပြင်ကနေတခြားဆိုင်ကမိမကြီးတယောက်ဝင်လာခဲ့တယ်။ အမိန်မဆိုင်မှာပဲလှုပ်ဖို့သဘောတူညီမှုယထာပိပိရဲ့ဆိုင်ရှင်မိမကလည်းတိလိုက်ပါပြီသူတစ္ဆာဖောက်ခံရမှန်းအဲ့တလို့နဲ့သဘောတူလိုက်ပါတော့တယ်ဆိုင်ရှင်မိမကကောင်းလေးကိုရေမိုးချိုးအဝတ်စားလဲခိုင်းလိုက်တယ်ကောင်းလေးဟာရေမိုးချိုးအဝတ်စားလဲပြီးတော့မိဖို့ခန်းဝင်လိုက်တာနဲ့အတိတ်ကိုတတိယတလို့ဖြစ်သွားတော့တယ်စဖိုးမူပြောင်းသွားတာနဲ့စားတောက်သူတွေကဟိုဘက်ကဆိုင်ကိုရောက်သွားတော့တယ်ဒီလိုနဲ့ကောင်လေးဟာခေါင်းတွေကိုက်နေရင်ချက်ပြုတ်ရတာကိုနှစ်တက်လာတော့တယ်စတင်ပြီးချက်ပြုတ်ပါတော့တယ် အတိတ်မေ့နေပေမဲ့ချက်ပြုတ်တဲ့ပညာကိုတော့မေ့လို့မရခဲ့ဘူးပေါ့သူ့ဆိုင်ကိုအစားတောက်လာရောက်ကြီးစားတဲ့အခါကျမှစဖို့မှုလည်းမရှိတော့ဆိုင်ရှင်မင်းမကလည်းလက်နာနေတော့ချက်ပြုတ်လို့မရဘူးပေါ့ပြန်ထွက်သွားဖို့လုပ်နေတဲ့အချိန်ဟင်းနန့်ကအရန်ကိုမွေးနေခဲ့တယ်ဟိုဘက်ဆိုင်ကမင်းမကမွေးနေတာသူ့ဆိုင်ကပါဆိုပြီးလာခေါ်ဆောင်သွားပါတော့တယ်အမှန်တကယ်အမွဒီနန့်ကကောင်းလေးချက်ပြုတ်နေလို့ထွက်လာခဲ့တာပါတထေးကြီးကဟိုဘက်ဆိုင်မှာစားကြည့်လိုက်တော့အစားတောက်ကအဆင်ပြေနေတော့တယ်ဒီချိန်မှာကောင်းလေးတို့စားတောက်ဆိုင်ကစားတောက်သူတွေများလာကြ ာတယ်ဒီလိုနဲ့တထေးကြီးကလာကြည်ရင်လည်းမီးဖို့ခံတဲ့ပါတခါလဲဝင်ကြည့်ပါတော့တယ်ကောင်းလေးလုတ်တဲ့ဟင်းတွေကိုမြည်ကြည့်လိုက်တာကျန်တာတွေကအမှိုက်ဟင်းတွေကြီးဖြစ်နေကြတယ်ဟိုဘက်ကကောင်းတွေကဝင်လာပြီးကောင်းလေးဟာအယူဖြစ်ကြောင်းပြောဆိုပါတော့တယ်နောက်ကဂျုံကိုဒီလိုမျိုးပရိုက်ပြတာတော့တယ်တထေးကြီးကဒီကောင်လေးအရေးချင်းနဲ့ဆိုတကယ်ဟိုတယ်စားတောက်ဆိုင်ကြီးတွေမှာချက်ပြုတ်လို့ရလောက်တယ်ဆိုပြီး သူအတီတယောက်ကိုဖုံးဆက်လိုက်တယ်ဆက်လိုက်တဲ့သူကကောင်းလေးတထေးမရဲ့လက်ထောက်ဆိုတာသူမသိရှာဘူးဖုံးဆက်ပြီးဆက်ဖို့မူကောင်းတယောက်ရှာတွေ့ထားကြောင်းပြောပြလိုက်တော့တယ်ဒီတခါခွင့်ရေးကိုတော့လက်မလွတ်စေနဲ့တော့တဲ့တထေးမလေးကတော့ဘာမှမစားမတော့ပဲအဲ့ရထဲမှာပဲလဲနေရှာတော့တယ်ကောင်းလေးကိုလွမ်းလို့ပေါ့ကောင်းလေးနဲ့ဆိုင်ရှင်မကတော့တထေးမရှိတဲ့ဟိုတယ်ကိုရောက်လာခဲ့ကြတယ်ချက်ပြုတ်တဲ့နေရာရောက်လာတော့ဆက်ဖို့မှကူတီတီကိုဖိတ်ဆက်ပေးတာပေါ့ဒီတယောက်ကဂျုံကိုဒီလိုမျိုးပါရိုက်ပြတာတော့တယ် ဟိုတယောက်ကတော့စားကူမိုးပေါ်ကနေပြစ်ချတတ်တဲ့အကုံလုံးကိုရှင်းပြပြီးနင်တို့ကအရွက်ပဲ့ဆေးလို့ရမယ်တဲ့ဒီလိုချိန်မှာစဖိုမူးတွေကချက်ပြုတ်လို့ပြီးသွားတော့တယ်ကောင်လေးကတော့မှတ်ညံတွေပေါ်လိုက်ပြောက်လိုက်နဲ့ဟင်းချက်နေကြတော့တယ် တထေးမလေးကအနံ့ရလာခဲ့တယ်ဒီအနံ့ဟာသူတိတဲ့အနံ့မန်းတန်းတိလိုက်တော့တယ်ကောင်လေးကတော့ဟင်းပွဲလေးလှုပ်ပြီးသူဆိုင်ရှင်အမောက်ကိုမိခိုင်းနေတော့တယ်တထေးမလေးကတော့အနံ့တိုင်းလိုက်ရှာတာပေါ့ဒီလိုနဲ့စဖို့မူ၃ယောက်ချက်ထားတာတွေကိုအတီးတီးမြည်ကြည့်တာပေါ့ဒါပေမဲ့သူမလိုချင်တဲ့အရာလိုမျိုးမဟုတ်နေပြန်ဘူးစဖို့ဆောင်မှာတော့ကောင်လေးချက်ထားတဲ့ဟင်းကိုစားနေကြတယ်ပြီးတာနဲ့ကောင်ပေးလို့ဟာထွက်သွားပါတော့တယ်တထေးမလေးကတော့စဖို့ဆောင်လာရှာတဲ့ချိန်မှာကောင်လေးတို့ဟာမရှိတော့ပါဘူးကောင်လေးချက်ထားတဲ့ဟင်းအကြံလေးဝိုင်းပြီးတော့မြဒီ စားနေကြတာပေါ့အရသာကတော့အယံကိုကောင်းမွန်နေတော့နတ်စားဖို့မှုဖြစ်ကြောင်းသိရှိသွားတော့တဲ့ကောင်လေးကအိမ်ပြန်ရောက်လာတော့စဖို့ဆောင်ဝင်ကဆိုင်ရှင်အမစားဖို့စတင်ချက်ပြုတ်ပါတော့တယ်ချက်ပြုတ်ပြီးသွားတော့အကုန်လုံးကဝိုင်းပီးစားကြည့်ကြတာပေါ့စားလို့အယံကောင်းတာပေါ့နတ်စားဖို့မှုကိုယ်တိုင်ချက်ပြုတ်ထားတာလေ တထေးမလေးကတော့နတ်စားဖို့မူလဲရှာမတွေ့တော့တဲ့စဖို့မူတွေလဲစိတ်တိုင်းမကြတော့ဒုက္ခများတော့မှာပဲအရင်ကသူ့ကိုလှုပ်ကြံဖူးတဲ့စဖို့မူကပြိုင်ဘက်တွေနဲ့ပူပေါင်းပြီးလာရောက်ရှင်ပြန်ကြတော့တဲ့ဒီလိုနဲ့ကောင်းလေးတို့နှစ်ယောက်လဲပြိုင်ပွဲတွေကိုပါဝင်ဖို့လာခဲ့ပါတော့တဲ့ အချက်ပြုတ်ပြန်ပွဲကြီးအတွင်နေရာယူလိုက်ကြပြီးတော့ကဘာကျော်စားအတောက်ကြီးပေးမဲ့တိုင်းတွေကိုမိတ်ဆက်ပေးပါတော့တယ်ဒီလိုနဲ့ဥဆုံးအနေနဲ့ချက်ပြုတ်ကြရမှာကချက်ဖက်ဖြစ်ပါတယ်စာပူမှုတစ်ယောက်ကဓာတ်ကိုပဝိညာဝိလိုက်တာချက်တကောင်လုံးရိုးတွေထုတ်ပြီးသားဖြစ်သွားတော့တယ်နောက်ထပ်အသီးရွက်တွေကိုလေထဲမှာတင်ပိုင်းဖြစ်ပြလိုက်တယ်သူ့ရဲ့ချက်ပြုတ်နည်းဟာလည်းထူးခြားလို့နေပါတော့တယ်ဒီလိုနဲ့ကောင်လေးကမချက်ပြုတ်ပဲချက်နဲ့ကစားနေတော့တယ်ဒီအချိန်မှာပြိုင်ပွဲရှင်ပြိုင်တဲ့သူတွေမှာတစ်ခုမဟုတ်တစ်ခုပျောက်နေကြတော့တယ်ဒီလိုတွေပျောက်နေရခြင်းကပြိုင်ဘက်မိမကပွဲမစခင် ကလေးကခိုးယူထားခဲ့တော့တယ်သူကလည်းခိုးထားပြီးတော့သူများကိုအပြစ်တင်ပြောဆိုနေတော့တယ် ဒိုင်းတွေကိုတိုင်ပြောပေမဲ့လည်းဒိုင်းတွေကလက်မခံခဲ့ပါဘူးဒီလိုနဲ့အတီးတီးသောရှင်ပြိုင်သူတွေကတော့ချက်ပြုတ်လို့ပြီးသွားခဲ့ကြပါပြီဒိုင်းတွေကချက်ပြုတ်ထားတဲ့ဟင်းတွေမြည်တဲ့အခါစားလို့မကောင်းတော့အမားပေးကြတော့တယ်တတိမလေးတို့ချက်ပြုတ်ထားတဲ့ဟင်းဟာလည်းအမားပဲပေးလိုက်ပါတယ်ဂျပန်ကောင်တွေရဲ့ဟင်းပွဲကတော့အောင်မြင်သွားခဲ့တော့တယ်နင်းနေနိုင်တာနဲ့ဖင်ကောင်းချစ်ပါပြီမိမကြီးနဲ့တစ္ဆာဖောက်စဖို့မှုတို့ချက်ပြုတ်ထားတဲ့ဟင်းပွဲဟာလည်းမအောင်မြင်ခဲ့ပါဘူးဒီချိန်မှာကောင်လေးကလှုပ်လှုပ်ပြီးသွားပြီတဲ့ဒဲအိုးတော်မရှိဘဲနဲ့ လို့လှုပ်လိုက်တာလဲဆိုတာမသိတော့ဘူးဒိုင်းတွေမိစားကြည့်ကြတဲ့အခါမှာတော့ကောင်လေးတို့ဟာအောင်မြင်သွားတော့တယ်ဒီချိန်မှာကောင်လေးကိုလက်ထောက်မကမမိသွားခဲ့တဲ့ကောင်မလေးကိုဟာလဲလာဖက်ပြီးငါနဲ့မိမလို့ပြောပေမဲ့ကောင်လေးကမူမမှန်ဖြစ်နေခဲ့တော့တယ်လေ ကောင်မလေးကကောင်လေးဟာသူ့ယောက်ျားပါလို့ပြောတာတော့မမှတ်မိတော့ဘူးအတိတ်မိနေတာလေကောင်လေးကဒီလိုနဲ့နောက်ထပ်ပြိုင်ပွဲကိုတက်ရောက်သွားတဲ့အဖွဲတွေကရှင်ပြိုင်ကြရတော့မှာပါနောက်ပြိုင်ပွဲဆက်ပါပြီးဂျပန်ကြီးကသူ့ရှိမှရှိနေတဲ့ငါးကိုလေပေါ်မြောက်တင်လိုက်တယ်ပြီးတော့နဲ့ဓာတ်နဲ့ပိုင်းဖြတ်လိုက်တော့တဲ့အတွင်အားတွေစမာကလာတွေတုံးပြီးဟင်းကိုအာကုံသုံးချက်ပြုတ်နေပါတော့တယ်ကောင်လေးကတော့ငါးကိုကင်ပြီးအနမ်းတွေပေးနေရှာတဲ့ဂျပန်ကြီးကတော့ထီထားတဲ့ငါးအတုံးတွေကိုလေပေါ်မြောက်လိုက်ပြီးတော့ပစက်သေးကမီးနဲ့ပါမုတ်ပစ်လိုက်တယ် ဒီလိုနဲ့ချက်ပြုတ်ပြီးစီးသွားပါတော့တယ်မြကြီးတဲ့တိုင်တွေကတော့လုံးဝပြီးပြည့်စုံတဲ့လက်ရလို့ပြောနေကြတော့တယ်ကောင်းလေးကတော့အတွင်အားသုံးပြီးစတင်ချက်ပြုတ်ပါတော့တယ်အားလုံးကတော့ဒီအကွက်ဟာနတ်စားဖို့မူရဲ့နီလန်ပဲတဲ့ဒီအကွက်နဲ့ဆိုဂျပန်ကြီးကိုနိုင်နိုင်ချေရှိတယ်ပေါ့ ကောင်လေးကအတွင်းအားကိုပုံမြင့်လိုက်ပြီးမိအားကိုမြင့်တင်လိုက်တယ်။ဒီအချိန်မှာဂျပန်ကောင်ကအတွင်းအားနဲ့ကောင်လေးကိုတိုက်ခိုက်လိုက်တယ်။ဒိုင်းရီအားလုံးကတော့နှမျောနေတာပေါ့။ဒီဟင်းပွဲကိုတအားရီမျောလင့်နေကြတာလေ။ကောင်မလေးကငိုပြီးတော့ကောင်လေးကိုပွေ့ထားခဲ့တော့တယ်။ဒီလိုနဲ့ကောင်လေးဟာခေါင်းတွေကိုက်လာပြီးတော့အတိတ်ကအကြောင်းတွေအကုန်လုံးပြန်မှတ်မိလာတော့တယ်။အချိန်ကလည်းမကြခင်ပြီးတော့မှာပေါ့။ဘလို့မှမမိနိုင်တော့တဲ့အချိန်မှာကောင်လေးဟာဘာလို့ရမလဲဆိုတာကောင်ကောင်းသိသွားခဲ့တော့တယ်။အမြန်ဆန်းစုံနီးလန်းတဲ့ကောင်လေးဟာချက်ပြုတ်လိုက်ပါတော့တယ်။ချက်ပြုတ်ပြီးသွားတဲ့အချိန်မှာ ာကောင်လေးရဲ့တစိပ်ပြကြကြံခဲ့တော့တယ်အဲ့ဒီတစိပ်ဟာနတ်စားဖို့မှုရဲ့တစိပ်ပြဖြစ်နေခဲ့တယ်သူချက်ပုတ်ထားတဲ့ဟင်းပွဲကိုမိစားလိုက်တဲ့အခါတစက်ကြီးအဟောင်းသားနဲ့လူတိုင်းကဘာမှမပြောနိုင်ကြတော့ပါဘူးတယောက်ပြီးတယောက်မိစားလိုက်တဲ့အခါဟင်းပွဲကတကယ်ကိုအယံကိုကောင်းမွန်လွန်နေခဲ့တော့တယ်ဒီလိုနဲ့ဒိုင်တွေကတော့ဆရာပြန်တင်ရတော့အောင်ကိုလက်ရာကအယံကောင်းမွန်နေခဲ့တော့တယ် ဒီအချိန်မှာဂျပန်ကြီးကကောင်လေးရှိကိုတွားပြီးတော့ဒူးထောက်ချလိုက်တော့တယ်ပြီးတော့သူ့ကိုတပည့်ဖြစ်လက်ခံခိုင်းပါတော့တယ်ဒီအချိန်မှာရဲတပ်ဖွဲ့ကဝင်လာပြီးတော့ပြိုင်ပွဲမှာလိန်လေထားတဲ့အမှုနဲ့အကုန်လုံးကိုဖမ်းဆီးခေါ်ဆောင်သွားတော့တယ်ကောင်လေးဟာကောင်မလေးကိုဖတ်ထားပြီးတော့ဘလို့လဲကိုကိုမိုက်တယ်မဟုတ်ဘူးလားမေးလိုက်တော့ဟိုကဟွန်းဟွန်းဆိုပြီးကုတ်ပစ်လိုက်တော့တယ်ပြီးပါပြီဗျာ